ချန်ပီယံလိဂ်စီမီဖိုင်နယ်မတိုင်ခင်အာဆန်နယ်အသင်းကိုသတိပေးစကားပြောလိုက်တဲ့ PSG နေပြ Andres အင်္ဂါနေ့ညမှာကစားသွားမဲ့ချန်ပီယံလိဂ်စီမီဖိုင်နယ်ပထမအကြော့မတိုင်မီအာဆန်နယ်အသင်းကို PSG နေပြဖြစ်တဲ့ Louis Andres ကသတိပေးစကားပြောဆိုလိုက်ပြီးတော့သူတို့အသင်းအနေနဲ့အာဆန်နယ်ကိုအနိုင်ရရှိအောင်ဘယ်လိုကစားသွားမလဲဆိုတာကိုပြောပြလာပါရစေ။ PSG ရော Arsenal ရောအချန်ပီယံလိဖလာမရဘူးတဲ့အသင်းတွေဖြစ်တာမလို့ semi-final ကနေ final အဆင့်စီတက်လမ်းနိုင်ဖို့နှစ်သင်းစလုံးကမျှော်လင့်နေကြပါတယ်။ PSG အသင်းက16သင်းအဆင့်မှာတော့ကဒီယာဒီ Premier League Champion Liverpool အသင်းကိုအနိုင်ရခဲ့ပြီးတော့ quarter final အရောက်မှာတော့ Aston Villa ကိုကျော်ဖြတ်ခဲ့ရပါတယ်။ Arsenal အသင်းကတော့16သင်းအဆင့်မှာ PSG အသင်းနဲ့ကစားခဲ့ရပြီးတော့ ကွာတာမှာချန်ပီယံလိဘယင်ရီယယ်မက်ဒရစ်အသင်းကိုနှစ်ကြော့စလုံးအနိုင်ကစားပြီးတက်လန်းလာခဲ့တာပဲဖြစ်ပါတယ်။အဲဒီအတွက်နှစ်သင်းစလုံးကလက်ရှိမှာဖောင်အယန်ကောင်းနေတဲ့အသင်းတွေဖြစ်ကြပြီးတော့ဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်လန်းသွားမလဲဆိုတာပြောဖို့ခက်နေပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အော်တိုဘာလကတွေးဆောင်ခဲ့တဲ့ပွဲစဉ်မှာတော့အာဆင်နယ်အသင်းဟာအမ်မရိတ်မှာနှစ်ဂိုးကိုမရှိနဲ့အနိုင်ရထားခဲ့ပါတယ်။အဲဒီအတွက်အာဆင်နယ်အသင်းကဒီတစ်ချိန်မှာလည်းအနိုင်ရသွားဖို့အလားအလာများနေတယ်ဆိုပေမဲ့ PSG နေပြ Andres ကတော့ တို့အသင်းကအဲ့ဒီတုန်းကနဲ့မတူတော့ပဲပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာနေပြီလို့ပြောဆိုလာပါတယ်။အဲ့ဒီပွဲကလွန်ခဲ့တဲ့9လ10လလောက်ကကစားခဲ့တဲ့ပွဲပါ။အဲ့ဒီပွဲကိုကျွန်တော်ပြန်ကြည့်ပြီးပါပြီ။ကျွန်တော်တို့ရဲ့ခုအသင်းကအများကြီးပိုကောင်းလာပါပြီ။ PSG ကချန်ပီယံလိဖလားလုံးဝမရဘူးလို့ပြောကြစတဲ့ဆိုရင်အာဆင်နယ်ကလည်းတစ်ခါမှမရဘူးဆိုတာကိုမေ့ထားလို့မရပါဘူး။အဲ့ဒါကကျွန်တော်တို့ကိုအကောင်းဆုံးပုံစံနဲ့ကစားပြမှာကိုဟန်ထားတာမျိုးမဖြစ်အောင်လုပ်ရပါမယ်။အဲ့ဒါကိုကျွန်တော်တို့ရဲ့စိတ်ထဲမှာထားပါပဲ။ ကျွန်တော်တို့ဘာလို့မလဲဆိုတာကိုလည်းအာရုံစိုက်ရပါမယ်။ဒီပွဲမှာအဓိကဖြစ်လာနိုင်တာကတော့ပွဲရဲ့မတူညီတဲ့အပိုင်းတွေမှာဘယ်လိုမျိုးလုံးဆောင်သွားမလဲဆိုတာပါပဲ။မတူညီရာတွေအားလုံးကိုကျွန်တော်တို့အစုပ်ကင်ထားရပါမယ်။အဲ့ဒီအရာကအရေးအကြီးဆုံးဖြစ်လာနိုင်ပါတယ်။ အတင်းမှာကစားသမားတွေအားလုံးကအရေးပါတယ်လို့ကျွန်တော်ထင်ပါတယ်။မနေ့ကမှဘာဖြစ်နိုင်မလဲဘယ်သူမှကြိုမသိကြပါဘူး။ဒါပေမဲ့ PSG နဲ့ Arsenal ဆိုတာတော်တော်လေးစင်တူတဲ့အတင်းတွေပါ။ကျွန်တော်တို့နေ့တင်းစလုံးကတိုက်စစ်ဆင်နိုင်တယ်၊ခံစစ်ဒါကွယ်နိုင်တယ်။ကစားသမားအားလုံးကအတူတကွအလုံးလုံးနိုင်ကြပါတယ်။ကစားသမားတအူးတဲ့အပေါ်မှာပဲမိခိုရာမျိုးနေ့တင်းစလုံးကမရှိကြပါဘူးဆိုပြီးတော့ Andres ကပြောဆိုခဲ့ပါတယ်။ Arsenal အတင်းရဲ့နေပြ Mikel Arteta ကတော့ပွဲချိုတဲ့ရင်းစာရှင်လင်းပွဲမှာဒီပွဲက Arsenal အတွက်အရေးကြီးဆုံးပွဲစဉ်တစ်ခုဖြစ်တယ်လို့ပြောဆိုလာပါတယ်။အားအင်းနေတဲ့ဆရာထက်သန်မှုတွေကထူးခြားနေပါတယ်။ ဒီပွဲကကျွန်တော်တို့ရောက်လာတဲ့အချိန်ကစပြီး Emirates မှာမြင်တွေ့ခဲ့ရသမျှတဲ့အရေးကြီးဆုံးပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ RNA အပြည့်နဲ့ဆရာထက်သန်မှုတွေရှိနေကြပါပြီ။မနေ့ကအတွက်ပွဲကိုကစားရဖို့မဆောင်နိုင်တော့ပါဘူး။အခုဒီအဆင့်ကိုဥရောပရဲ့အကောင်းဆုံး၄သင်းရောက်လာကြတာပါ။အဲ့ဒါကဒီစုကိုကျွန်တော်တို့ဘလောက်အထိလိုချင်နေတယ်လဲဆိုတာကိုဖျက်သနေပါတယ်။ဒီအတွက်ကျွန်တော်တို့သမိုင်းသိရေးထိုးနိုင်အောင်လုပ်တော့ရပါမယ်။အခုအချိန်မှာလှပတဲ့ပုံပြင်တစ်ပုတ်တောင်ဖြစ်နေပါပြီ။ဒါပေမဲ့ပိုလှပတဲ့ဇလန်းမျိုးကိုကျွန်တော်တို့လိုချင်ပါတယ်။ တမန်ရဲ့ဖိအားကိုတော့ကျွန်တော်တို့ခံစားမိပါတယ်အထူးသဖြင့်ဒီအသင်းမှာနှစ်ပေါင်းများစွာကြိုးစားခဲ့ပေမဲ့ကဲမကောင်းစွာနဲ့ဒီအဆင့်ထိတောင်မရောက်ခဲ့ကြတဲ့လူတွေအများကြီးကျွန်တော်တို့မှရှိတာအကြောင်းပါအဲဒီအတွက်အဲ့ဒါဟာဘယ်လိုထူးခြားပြီးတော့လှပနေလဲဆိုတာကိုပြသနေပါတယ်ဘယ်ဥရောပအသင်းအတွက်မဆိုဒါကအကောင်းဆုံးပြိုင်ပွဲပါပဲဒီဖလားကိုကျွန်တော်တို့တခါမှမရဘူးပါဘူးအဲဒီအတွက် final ကိုရောက်အောင်ကျွန်တော်တို့ကြိုးစားသွားပါမယ်ကျွန်တော်တို့မှမယုံနိုင်စရာကောင်းတဲ့အခွင့်အရေးတွေရှိနေပါတယ်ကျွန်တော်တို့ရဲ့တာဝန်ကပရိသတ်တွေကိုပြောအောင် တမိုင်းတိရေထိုးနိုင်အောင်လှုပ်ဆောင်ဖို့ပါအခု final နဲ့ကျွန်တော်တို့အရင်နှိစက်နေပါပြီအဲ့ဒီအတွက်ဒီခွေရေကိုကျွန်တော်တို့အမိရရယူပြီးတော့လက်ထွေးဖြစ်လာအောင်လှုပ်ဆောင်သွားရပါမယ်ဆိုပြီးတော့အာတီတာကပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်